အားလုံးပဲမင်္ဂလာပါဒီနေ့ဟာအမတန်မှမွန်မြတ်လာတဲ့မိခင်များနေ့ပဲဖြစ်ပါတယ်ကဘာရရမှရှိတဲ့ဖျားเจ้าတွေနဲ့နေရတော်တော်များများမှာမိခင်များနေ့ဂုံပြူပွဲတွေပြုလုပ်နေကြမှာပဲဖြစ်ပါတယ်ယခုလိုမိခင်များနေ့မှာတားလေးအတွက်သူရဲကောင်းဖြစ်ခဲ့တဲ့မိခင်တယောက်ရဲ့အကြောင်းကို ပြောပြရင်မိခင်တွေကိုဂုံပြူပေးချင်ပါတယ်မလ28ရက်နေ့2025ခုနှစ်မှာ စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတော့လူပေါင်း3500ကျော်တည်ကြခဲ့ရပြီးတိုက်အိမ်ကြီးများစွာလည်းပျို့ကြကလူအသက်ပေါင်းများစွာတည်ကြပျက်စီးခဲ့ရပါတယ်ဒီဖြစ်ပျက်တွေထဲမှာအင်မတန်မှထူးဆန်းတဲ့အဖြစ်ပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ပါတယ်ဒါကတော့အိမ်တိန်လုံးပျို့ကြပျက်စီးပြီးအိမ်ထဲမှာရှိနေကြတဲ့သူတွေအားလုံးတည်ကြပျက်စီးခဲ့ပေမဲ့ 20ရက်သားရှိနေသေးတဲ့ကလေးတူကတော့အလွန်ထူးဆန်းစွာအသက်ရှင်ကြံ့ရင်နေခဲ့တာပဲဖြစ်ပါတယ်။ငလင်ပြင်းစွာလှုပ်ခတ်ပြီးအိမ်ပြိုကျတဲ့အချိန်မှာမိခင်က သူ့သားလေးကို တင်းကျပ်စွာပွေဖက်နေခဲ့ပါတယ်။အပြိုပြက်တွေကြားထဲမှာမိခင်ကအပြင်ဖက်လက်ထွက်လို့မရနဲ့ရှိနေတဲ့အချိန်မှာသူ့ကလေးကိုနှုတ်တိုက်ရင်းသူ့ရဲ့ရင်ခွင်ထဲမှာချုပ်ကထားလိုက်ပါတယ်။ 24နာရီကြာမှကယ်ဆယ်ရေးဖွဲ့တွေရောက်လာပြီးအပြည့်အစည်းတွေကိုဖယ်ရှားလိုက်တဲ့အချိန်မှာတော့တေဆုံးနေပြီဖြစ်တဲ့မိခင်ရဲ့ခန္ဓာကိုယ်ကို ရှာတွေ့ခဲ့ကြပါတယ်။ထူးဆန်းစွာပါပဲမိခင်ရဲ့ရင်ခွင်ထဲမှာရှိနေတဲ့ကလေးလေးကတော့မိခင်တို့ကိုစိုးလျက်အသက်ရှင်နေသေးတာကိုတွေ့ခဲ့ကြပါတယ်။ကလေးကိုကယ်ဆယ်ရေးအဖွဲ့တွေကလည်းတည်နေပြီဖြစ်တဲ့မိခင်ရဲ့ရင်ခွင်ထဲကနေ ဆွဲထုတ်ဖို့အချိန်ချင်းစူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့မိခင်ကတင်းကျပ်စွာဖတ်ထားတဲ့အတွက်ဘလို့မှထုတ်လို့မရပဲဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှကလေးအဖေဖြစ်တဲ့သူက မိမရေငါပါ ကလေးကိုဆေးရုံပို့ပေးခြင်းလို့လှုပ်ပေးလိုက်ပါတော့နော်လို့ဆိုမှ ကလေးကိုမိခင်ရင်ခွင်တဲကထုတ်ယူလို့ရခဲ့ကြပါတယ်။20ရက်သားကလေးလေးကတော့ယခုချိန်မှာကျမ်းမာစွာနဲ့အသက်ရှင်ခွင့် ရရှိနေပါတယ်။မိခင်ဖြစ်သူကတော့သူတည်တော့မယ်ဆိုတာကိုသိနေတဲ့အချိန်မှတောင်သူ့သားလေးအသက်ရှင်နိုင်ဖို့ကိုကြိုတင်စဉ်းစားပေးခဲ့ပါတယ်။သူတည်နေတဲ့အချိန်မှတောင်သူ့ကလေးကိုဆက်ထွေးပွေထားပြီးသူ့နှုတ်ရည်ကိုတိုက်ကျွေးနေခဲ့ပါတယ်။အင်မတန်မှလေးစားကုန်ပြူထိုက်တဲ့မိခင်စံပြသူရဲ့ကောင်းမိခင်ကြီးဖြစ်ပါတယ်။ယခုဖြစ်ပျက်လေးကိုနားဆင်နေကြတဲ့ဓမ္မမိတ်ဆွေတွေရဲ့မိခင်တွေဟာလေသူတို့ပြောမပြတဲ့ ေးဆက်ခဲ့တဲ့အခက်အခဲတွေကိုသင်တွက်ရင်ဆိုင်ခဲ့တဲ့ချိန်အများကြီးရှိမှာဖြစ်ပါတယ်။ထမြောင်ရကြံခန်းကြီး20အငယ်7မှာတင်းဤဖျားသခင်တော်ရဖျားပေးသနာတော်မူသောပြည်၌တင်းဤအတ္တတာရှိမိအကြောင်းတင်းဤမိဘကိုယုံသေးစွာပြုလုံလို့ဖျားသခင်ကမိန့်မာထားပါတယ်။ရှင်နေကြရောက်တဲ့မိခင်များနေမှာ ကိုမိခင်တွေကိုဂုံပြူရင်းဂျေဇုဆက်ရင်း တူတူဖြတ်တန်းကြပါစို့လို့ခွန်အားပေးတိုက်တွန်းလိုက်ပါရစေ။အားလုံးကိုဖြာရှင်သားရကောင်းချီးပေးပါစေ။အာမင်။ရွေးကြတဲ့သမီးရဲ့ရှိမအပြုံးချွေနိုင်

တဲ့မကြောက်ရွံ့ရှိမှရည်တည်နေတော့မင်း